အားလုံးပဲမင်္ဂလာပါအခုဗီဒီယိုမှာတော့ထိုင်းနိုင်ငံရဲ့စနေတနင်္ဂနွေရက်တွေပဲဖွင့်တဲ့ချသူချဝိကမကတ်ကိုတွေ့လည်တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဆိုတော့ဒီဈေးမှာဘာတွေရှိပြီးဘာတွေထူးခြားလဲဆိုတော့ကိုကျွန်တော်နဲ့အတူ၆ပါးကြည့်ကြရအောင်ကျွန်တော်တို့ရောက်တဲ့အချိန်ကမနက်ခင်းအစောပဲရှိသေးတော့တချို့ဆိုင်တွေဆိုရင်ကိုမာစဖွင့်တာနဲ့မဖွင့်သေးတဲ့ဆိုင်တွေလည်းအများကြီးရှိပါတယ်နောက်ပြီးမနက်ခင်းအစောကြီးမှာတော့ထိုးရစ်တွေအများကြီးလာရောက်လဲပတ်ချတာကိုလည်းမြင်နိုင်ပါတယ်ထိုင်းနိုင်ငံကမမခောက်ဆွဲအ धिक ထိုးလို့ရောင်းချဖြန့်ဖြူးတဲ့နိုင်ငံဖြစ်လို့နေရာများ ို့မှာမမကောက်ဆွဲကြောင်ညာတွေကိုမြင်နိုင်ပါတယ်။ဒီချက်သူချဝစ်ကန်ဆေးကစနေတင်းငွေတွေပဲဖွင့်တဲ့ဆေးဆိုပေမဲ့လည်းအိုးအစားစတဲ့တုံးဆောင်တွေရနိုင်တယ်လို့အစားအသောက်သမင်းဟင်းတွေလည်းအလွယ်တကူရနိုင်ပါတယ်။ နောက်ပြီးဒီဆေးမှာကထန်းရိုးရာလက်မှုပညာလက်ရာတွေနဲ့ထန်းရဲ့ရိုးရာမွေထန်းရဲ့ဝတ်စားတွေစတဲ့ပစ္စည်းတွေအများကြီးရနိုင်တဲ့နေရာလည်းဖြစ်ပါတယ်နောက်ပြီးတော့ထူးထူးခြားခြားလူကြီးတွေရဲ့ကစားစရာအယုတ်တွေလည်းအများကြီး ခင်းချင်းရောင်းတာတွေလည်းမြင်နိုင်ပါတယ်။ဒါပြင်မင်္ဂလာဆောင်ပစ္စည်းနဲ့ပန်းပင်ပြိုးပင်တွေဒီဆေးမှာစော်လင်စွာဝယ်ယူလို့ရနိုင်ပါတယ်။ထို့တူပဲထန်းနိုင်ငံကထွက်တဲ့ဟင်းခတ်မွေးချိုင်တွေအိမ်တောင်မိဖို့ဆောင်ကရိယာတွေအလဆင်ထားတဲ့လက်မိုးလက်ရာတွေအများကြီးမြင်တွေ့ဝယ်ယူနိုင်ပါတယ်။ထိုင်းနိုင်ငံကအုန်တီးတွေအဓိကစိုက်ပျိုးထုတ်လုပ်တဲ့နိုင်ငံဖြစ်လို့ အုံတီအခွန်တွေနဲ့ပတ်သက်တဲ့အလားစင်တာတွေကိုလည်းလက်ဆောင်အနေနဲ့ဝယ်ယူလို့ရနိုင်တဲ့နိုင်ငံလည်းဖြစ်ပါတယ်။ ဒီရှက်မကန်တော့တော့ကျဲတယ်ပေါ့နော်လေတာကျွန်တော်တို့ဒီနေနိုင်လောက်ရှိပြီနော်တော့ရုံနဲ့မနှက်နေဘူးကျဲကြီးပဲကျဲကြီးပဲနော်တော့ရုံနဲ့မနှက်နိုင်ဘူးဆိုတော့တရက်လောက်လေမှပဲနှက်မှာအဲ7 minutes ပဲဒီဆေးမှာကကျွန်တော်အရန်သဘောကျတဲ့ဖန်ထဲအပင်တွေ decoration လုပ်တဲ့လက်ရာလည်းရှိပါသေးတယ် ထို့သူပဲပကြီးရင်အမှုပညာကိုစိုက်နေတတ်တဲ့လူတွေအတွက်လည်းအကြီးကားချက်တွေလည်းဒီစေးမှာရောင်းချတာဖြစ်လို့ဝယ်ယူလို့ရနိုင်မှသေးတယ်။ Chatucha Weekend Sea Winter က Mid Chatucha Shopping Mall ရှိသေးတာဖြစ်လို့ဒီ mall ထဲကိုတွေ့လဲပါတယ်။ဒီမောမှာက Save Collection Site တွေလည်းရှိတော့ Save ကြိုက်တဲ့လူတွေအတွက်စိတ်ချအဝယ်ယူနိုင်တာဖြစ်လို့ဒီဈေးကို ပို့ပြီးတော့ perfect ဖြစ်စေမှာတော့အမှန်ကန်ပါပဲ။အစွန်ရပါရဲ့။ ူက corn soup flavor ရှိတယ်။ဒါဆိုကျွတ်ကျွတ်ကျွတ်နေဟာလေးသူရတာတွေကတော့အများကြီးနော်။ That street food ရတာအကနေဆက်သွားရင်တော့အိမ်မွေးတရိတ်ဆန်တွေအများကြီးရောင်းတဲ့နေရာကိုရောက်မှာဖြစ်ပါတယ်။အိမ်မွေးတရိတ်ဆန်တွေရရန်ဆုံတာဖြစ်လို့အိမ်မွေးတရိတ်ဆန်ချစ်တဲ့သူတွေမဖြစ်မနေ လက်ပတ်တင်တဲ့ shopping mall ဆိုလည်းမမပါဘူးဒါကြောင့်ငှားမွေကြွက်ခွေးငက်ကြောင်ပိုးကောင်စတဲ့စတဲ့တရိစံတွေကိုဒီဈေးမှာဝယ်ယူနိုင်ပါကြောင်း sharing လုပ်ပေးနေတဲ့ဒီဗီဒီယိုကိုဒီမှာပဲဆုံးသတ်လိုက်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံးကြမယ်